ဲမင်္ဂလာပါဆိုမိမှချဲတော့ကကနေကြိုဆိုပါဤနိုင်ငံဝန်ထမ်းဥပဒေတတိယအကြိမ်ပြင်ဆင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကမေလ28ရက်တွင်နိုင်ငံဝန်ထမ်းဥပဒေကိုတတိယအကြိမ်မြောက်ပြင်ဆင်ပြဋ္ဌာန်းလိုက်ပါသည်ပြင်ဆင်ထားသော ဥပဒေတွင် ပုံမှန်30စာကို ပြုပြင်ကယာရုဝန်အဖွဲ့ကသတ်မှတ်ထားသောတင်နန်းများအပြင်ဝင်ကြီးဌာနနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများက ကြီးမှုရာဓူတာဝန်အတွက်ဖွင့်လှစ်သောအစိမ့်မြင့်တင်နန်းများတက်ရောက်ခြင်းကိုအစားထိုးအဖြစ်သတ်မှတ်လိုက်သည့်ထို့အပြင်ပုံမှန်29ကိုလည်းပြင်ဆင်ခြင်းဖြစ်ပြီးဝန်ထမ်းအားရာဓူတိုးမြင့်ခန့်အပ်ခြင်းတွင်သက်ဆိုင်ရာတင်နန်းတက်ရောက်ပြီးသူ ဖြစ်ရမည်ဟုပြဋ္ဌာန်းထားသည်ရင်တင်နှင်းများမှာယာရုအဆင့်အလိုက်ယာဒူးဝန်အဖွဲ့ကသတ်မှတ်ထားသောတင်နှင်းများနှင့် ဝင်ကြီးဌာနနှင့်အဖွဲ့အစည်းများကအကြအီမှုယာရုအတွက်ဖွင့်လှစ်သောတင်နှင်းများဖြစ်ကြသည် ထို့ပြင်ပုံမှန်35တွင်ပါဝင်သောဘ ഹു ဝန်ထမ်းတက္ကသိုလ်များဟူဖော်ပြထားသောစကားကိုနိုင်ငံဝန်ထမ်းတက္ကသိုလ်များဟူပြင်ဆင်ဖော်ပြလိုက်သည်အင်နိုင်ငံဝန်ထမ်းဥပဒေကိုမူလအဖြစ်2023ခုနှစ်မတ်လ10ရက်တွင်ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်9အဖြစ် စတင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်အရှိုးချင်းမျိုးသားပြည်နယ်တည်ထောင်ရေးအတွက် AEICF က တော်လှန်ရေးအတွင်းလက်တွေ့ဆောင်ရွက်မည်ဟုကြေညာမြန်မာနိုင်ငံအတွင်းတနိုင်ငံလုံးလုံးတွင်ပြည်내နေထိုင်ကြသောအရှုချင်းတိုင်းရင်းသားများအတွက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကိုဥတည်၍အရှုချင်းအမျိုးသားပြည်နယ်တည်ထောင်ရေးအတွက်လက်တွေ့အဆင့်များစွာဖြင့်ဆောင်ရွက်သွားမည်ဟုအရှုချင်းအမျိုးသားဖက်ဒရယ်ကောင်စီ AECNFC ကကြေညာခဲ့သည်ရွေးဦးတော်လှန်ရေးကာလအတွင်း AECNFCD ဖက်ဒရယ်ပြည်အောင်စုတိဆောက်ရေးနှင့်စစ်အာဏာရှင်စနစ်ဖယ်ရှားရေးအတွက် အခြားတိုင်းရင်းသားများနှင့်ပူးပေါင်းပြီးအရှိုချင်းတိုင်းရင်းသားများ၏တာဝန်ယူမှုအခမ်းကဏ္ဍကို ထိထိရောက်ရောက်ပြသနိုင်ခဲ့ကြောင်းသိရသည် AEC နဲ့ FARC ပြောရေးဆိုခွင့်ရှိသူ Saleh Blackhol က Federal Democracy ပြည်ထောင်စုအတွင်း၌ရှုံချင်းတိုင်းရင်းသားများအနေဖြင့်ဥပဒေပြုရေးတရားစီရင်ရေးနှင့် ုပ်ချုပ်ရေးအာဏာများတွင်ပါဝင်ဆောင်ရွက်နိုင်ရန်အတွက်ကြိုးပမ်းဆောင်ရွက်နေသည်ဟုပြောသည့်ထို့အပြင်ဒီမိုကရေစီလူခွင့်ရေးတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကိုအမခံနိုင်သောပြည်ထောင်စုဖွဲ့စည်းပုံတည်ဆောက်ရေးအတွက်အကောင့်ထယ်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းဖော်ပြခဲ့သည် AEC နဲ့ FAC သည်နိုင်ငံအတွင်း၌ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုတည်ထောင်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိပြီးပြည်내ထူထောင်ရေးလုပ်ငန်းစဉ်များကိုလည်းစီမံရေးဆွဲကာသက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာဆောင်ရွက်နေသည်ဟုသိရသည်။အဖွဲ့သည်ထို့ပြင်အရှိုချင်းတိုင်းရင်းသားများ၏ရင်ကျေးမှုနှင့်စာပေတမိုင်းအမွေနှင့်များကိုထိမ့်သိမ်းကာကွယ်ရန်မြင့်တင်ရန်လည်းမူဝါဒအဖြစ်ယူဆ၍ဆောင်ရွက်နေကြောင်းဆလိတ်ဘလခိုကထပ်မံဖော်ပြခဲ့သည်။ လူဦးရေ၄သိန်းကျော်ရှိသောအရှိုချင်းတိုင်းရင်းသားများသည်မကွေးပခူးရန်ကုန်အေရဝတီနေပြည်တော်နှင့်မြခိုင်တိုင်းဒေသကြီးများရှိမြို့နယ်39မြို့နယ်တွင်ကျေပြန့်စွာနေထိုင်ကြသည်ချင်းပြည်တစ်ကွန်ဂရက်ပါတီကိုစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်မှတရားဝင်တည်ထောင်ခွင့်ပြု စစ်ကောင်စီထိန်းချုပ်သည့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကချင်းပြည်တစ်ကွန်ဂရက်ပါတီအားနိုင်ငံရေးပါတီတစ်ခုအဖြစ်တရားဝင်တည်ထောင်ခွင့်ပြုလိုက်ကြောင်းမေလ26ရက်နေ့ကထုတ်ပြန်ကြေညာခဲ့သည့်အဆိုပါပါတီသည် ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ရပောင်း30အတွင်းနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဆိုင်ရာနေ့ဥပဒေ9အရအခြားလိုအပ်ချက်များနှင့်အတူမှတ်ပုံတင်ဖို့လျှောက်ထားရန်လိုအပ်နေသည် ပါတီတီထောင်ခွင့်ရှောက်ထားမှုကိုမတ်လ6ရက်တွင်တင်သွင်းခဲ့ပြီးစစ်ကောင်စီ၏ရွေးကောက်ပွဲကော်မရှင်ကနေဥပဒေများနှင့်ကိုက်ညီမှုရှိကြောင်းအတည်ပြုခဲ့သဖြင့်ခွင့်ပြုချက်ကိုအတည်ပြုလိုက်ခြင်းဖြစ်သည်လက်ရှိအချိန်တွင်2025ခုနှစ်ဒီဇင်ဘာလတွင်စစ်ကောင်စီကရွေးကောက်ပွဲပြုလုပ်ရန်ကြေညာထားသည့်အတွက်ဇိုမီမျိုးသားပါတီနှင့်ခူမီမျိုးသားပါတီတို့ကလည်းရင်းရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက်ပါတီတီထောင်ခွင့်လျှောက်ထားထားကြသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏နောက်ဆုံးထုတ်ပြန်ချက်အရလက်ရှိအထိနိုင်ငံရေးပါတီတီထောင်ခွင့်ရရှိပြီးသား16ခုရှိပြီးထပ်မံတီထောင်ရန်လျှောက်ထားထားသောပါတီအရေးအတွက်မှာ28ခုရှိနေသည်ဟုသိရသည်ဟာကံမျိုးနယ်လုံကင်းကျေးရွာအနီးစစ်ကောင်စီတပ်နှင့်ခီလပူးပေါင်းတပ်များတိုက်ပွဲအပြင်းထန်ဖြစ်ပွားကချင်ပြည်နယ်ဟာကံမျိုးနယ်ရှိလုံကင်းကျေးရွာအနီးတွင်စစ်ကောင်စီတပ်များနှင့် KIA ပူးပေါင်းတပ်များကြားတင်းမာပြင်းထန်သောတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းဒေသခံများနှင့် KIA တရင်ရင်းမြစ်များကရန်ကုန်ခေတ္တတရင်ဌာနအားအတီးပြုတရင်ပေးအပ်ခဲ့သည် တိုက်ပွဲများသည်မေလ28ရက်ညနေပိုင်းမှစ၍စစ်ကောင်စီတပ်များလုံးခင်းကျေးရွာအနီးသို့ရောက်ရှိလာခြင်းကလေးကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုများစတင်ခဲ့ကြောင်းသိရသည်ထို့နောက်ယနေ့မနက်၈နာရီခန့်တွင်တိုက်ပွဲပစ်ခတ်မှုများတိုက်ရိုက်ဖြစ်ပွားလာသည်ဟုသတင်းရင်းမြစ်ကဖော်ပြသည်လုံခင်းရွာအတွင်မရောက်သေးပေမဲ့သူတို့ရောက်နေတဲ့နေရာကဥမှုချောင်းဘက်ပါနှစ်မျက်နှာဖျားအနီးမှာတိုက်ပွဲဖြစ်နေတယ် ခွန်စာကုန်းနဲ့နေပြည်တော်တွေမှာတိုက်ခိုက်မှုတွေရှိနေပြီးနေရာမြေတွေပျက်စီးမှုများပါတယ်။ဒေသခံတွေထဲမှာလည်းထိခိုက်မှုရှိနေပြီးဟု KIA သတင်းရင်းမြစ်တအူးကပြောသည်။စစ်ကောင်စီတပ်ဖွဲ့များသည်အင်အားကြီးကျယ်ဖြင့်ဖားကန်းမြို့သို့ဥတီလျက်ရှိပြီးလမ်းတလျှောက်ရှိကျေးရွာများကိုပိတ်ခတ်နေကြောင်းရန်ချက်စက်ယုံနှင့်နေပြည်တော်ကျေးရွာတဝိုက်တွင်စစ်ကြောင်းဝင်ရောက်လာမှုကြောင့်တိုက်ပွဲအရှိန်မြင့်တက်လာကြောင်းသိရသည်။ စစ်တပ်ဟာဖားကန်းတပ်မကုန်းကိုဥတီနေတာတပ်မကုန်းကနေတော့လက်နက်ကြီးတွေအကြိမ်ကြိမ်ပစ်နေတာမြင်ရတယ်။ပြည်သူတွေလည်းဖမ်းဆီးခြင်းနှိပ်စက်ခြင်းခံနေရပြီးတပ်ဖြတ်မှုတွေဖြစ်နိုင်ပါတယ်။ဒေသခံတွေအနေနဲ့သတိထားဖို့အရေးကြီးတယ်ဟု KIA သတင်းရင်းမြစ်ကထပ်မံရှင်းပြသည်။နှုံကင်းကျေးရွာမှတချို့သောဒေသခံပြည်သူများသည့် မြန်မာညပိုင်းတွင်စစ်ပေးရှောင်ခဲ့ကြပြီးကြန့်ရှိနေသောပြည်သူများသည်လည်းစစ်အနေရဲ့ကြောင့်ထပ်မံရှောင်ဖို့ပြင်ဆင်နေကြောင်းသိရသည်ဒေသအတွင်းစစ်ရေးအခြေအနေမှာလွန်စွာတင်းမာနေပြီဖြစ်သည် အာဆီယံတရုတ်နှင့်ကကြာတို့မေ28ရက်ကကွာလာလမ်ပူ၌ပထမအကြိမ်သုံးဖက်ဆိုင်ဆွေးနွေးအရှေ့တောင်အာရှနိုင်ငံများအဖွဲ့အစည်းမှခေါင်းဆောင်များသည် မေ28ရက်တွင်မလေးရှားနိုင်ငံကွာလာလံပူမြို့၌တရုတ်နိုင်ငံဝန်ကြီးချုပ်လီချင်းနှင့်ပင်လယ်ကွေ့နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးကောင်စီစီစီမှဦးဆောင်သူများနှင့်အတူသုံးဖက်ဆိုင်ဆွေးနွေးပွဲတရက်အတွက်တွေ့ဆုံခဲ့ကြသည်။ဤဆွေးနွေးပွဲ၏ရည်ရွယ်ချက်မှာတနိုင်ငံသားတို့မူတည်ရသောကုန်သွယ်ရေးစနစ်များကိုပထဝီဝင်နိုင်ငံရေးမတည်မြဲမှုများတွင်ထိမ့်သိမ်းနိုင်ရန်ဖြစ်သည်။ထို့အပြင်အမေရိကန်တပ်ခွန်စနစ်အသစ်များကို စတင်အကောင့်ထဲပေါ်ရန်ကြေညာထားခြင်းကလည်းရင်းညီလာခံ၏အရေးပါမှုကိုပုံမှုမြင့်တင်စေခဲ့သည်။သမရဒေါ်နယ်ထရန့်သည်ဧပြီလအတွင်းအမေရိကန်၏မဟာမိတ်များအပါအဝင် နိုင်ငံသီးသီးကိုပြစ်မှတ်ထားသည့်ကုန်သွယ်ရေးအခွန်အသင့်များကိုကြေညာခဲ့သည်။ထိုကြေညာချက်သည်ကမ္ဘာကုန်သွယ်ရေးစနစ်ကိုပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့သည်။ ထရန်ကရက်ကိုးဆက်တက်မှတ်၍အချိန်ပိုမိုပေးထားတော်လဲအာဆီယံအနေဖြင့်မိမိတို့ကုံတွယ်ရေးကွန်ရက်များကိုပြန်လည်စီမံခန့်ခွဲရန်အတွက်လုပ်ငန်းစဉ်များကိုတင်းတင်းတက်တက်ဆောင်ရွက်နေကြသည် မလေးရှားဝန်ကြီးချုပ်အီဗရာဟင်အန်ဝါကမေ26ရက်နေ့ကပထဝီဝင်နိုင်ငံရေးအရအပြောင်းလဲများသည့်ယခုအခါစတင်ပေါ်ပေါက်နေပြီးဟုပြောကြားခဲ့သည့်ထိုနေ့ညပိုင်းတွင်ခန်းနာသည့်ညစာစားပွဲကျင်းပပြီးနောက်နေ့တွင် Nation Chinese CC သုံးဖက်ဆိုင်ဆွေးနွေးပွဲကိုပထမဆုံးအကြိမ်ဖြစ်ကျင်းပခဲ့သည့် Gulf Cooperation Council တွင် ဘာရိန်ကူဝိတ်အိုမန်ကာတာဆော်ဒီအာရေဗျနှင့် UAE တို့ပါဝင်သည့်ရင်းဖွဲ့သည့်တောင်အာရှနှင့် အနောက်အာရှနိုင်ငံများကြားစီးပွားရေးနှင့် နိုင်ငံရေးဆက်ဆံရေးမြင့်တင်ရာတွင် အရေးပါသည့်အခမ်းကဏ္ဍယူဆောင်လာနိုင်သည်ဟုယုံကြည်ကြသည်စင်ကာပူမျိုးသားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင်ချောင်ဂျာအီယန်ကအာဆီယံသည်အမေရိကန်နှင့်တရုတ်တို့ကြား၌တုံ့ပြန်လှုပ်ရှားမှုသဘောထားကိုသဘာဝကျရည်တည်လျက်ရှိသည်ဟုတုံ့တက်ခဲ့သည် လေးရှားသည်အစံဤလက်ရှိဥက္ကဋ္ဌအဖြစ်မေ26ရက်တွင်46ကြိမ်မြောက်ဝေရှင်ထိပ်တီးညီလာခံကိုကျင်းပခဲ့ပြီးရင်းဖွဲ့စည်းတရုတ်နှင့် GCC တို့အကြားပထမဆုံးဆွေးနွေးပွဲအောင်မြင်စွာကျင်းပနိုင်ရန်အတွက်ဥဆောင်အားထုတ်ခဲ့သည်ဟုလည်းခြောင်ကြားဤရန်ကဖော်ပြသည်တရုတ်နိုင်ငံအနေဖြင့်အမေရိကန်အခွန်စည်းကြပ်မှုတစ်များကြောင့်ပြင်းထန်စွာထိခိုက်ခဲ့ရပြီးယခုအခါတခြားဈေးကွက်များအတွင်ပုံမှုအသုံးချနိုင်ရန်ကြိုးပမ်းနေသည်ဟုသိရသည် တရုတ်နိုင်ငံသားရေးဝင်ကြီးဌာနကလည်းမေ26ရက်တွင် ထုတ်ပြန်ချက်တစ်ရက်ထဲတွင်တရုတ်သည်အာဆီယံနှင့် GCC တို့နှင့်ပူးပေါင်းဆောင်ရွက်မှုများကိုတိုးချဲ့လိုသည်ဟုဖော်ပြထားသည်တရုတ်နှင့်အာဆီယံသည်ယခုအခါအကြီးမားဆုံးအပြန်အလှန်ကုန်သွယ်ဖက်များဖြစ်နေပြီး ထိုင်းဗီယက်နမ်နှင့်အင်ဒိုနီးရှားတို့သို့တင်ပို့သည့်တရုတ်ပစ္စည်းများမှာဧပြီလအတွင်းဈေးကွက်တက်လာမှုရှိခဲ့သည့်ထိုမြင့်တက်မှုမှာအမေရိကန်တို့ပိုးမြင့်ပစ္စည်းများကိုဈေးကွက်ပြောင်းလဲ၍အာဆီယံနိုင်ငံများသို့ပို့ခဲ့ခြင်းကြောင့်ဖြစ်သည်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် Like Subscribe ခေါင်းလေးနှိပ်ပေးဆက်လက်အားပေးကြအောင်နော်။